မော်ဇန်နိုင်ငံမှာကျောင်းသွတ်တဲ့ချင်းနဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့အဲဒီကိုကဒီဘက်ကနေစတာချင်းမှာကိုကြစိတ်တီကဘယ်လောက်ရှိမှာလဲပြီးလို့ရှိရင်ကိုဘက်ကနေပြီးတော့မှဘယ်လောက်ပြင်ဆင်သွားမှာမစ္စရာလီနဲ့ပတ်သက်ပြီးတော့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါအပြင် Great Trail Education ရှိတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့အဲရနိုင်တဲ့ opportunity တွေပြီးလို့ရှိရင်ဒီ post graduate diploma ပြီးရင် master တက်တဲ့ချင်းနဲ့ကျောင်းသားကျောင်းသူတွေအတွက်ပေါ့နော်။ပထမအဆုံးအနေနဲ့ကိုကမော်ဇန်နိုင်ငံမှာကျောင်းသားတက်မယ်ဆိုလို့ရှိရင်ပထမဆုံးစစချက်ချင်းမှာကိုကြစိတ်တီကဘယ်လောက်ရှိမလဲ။ဒါနဲ့ပတ်သက်ပြီးတော့မှအရေးဆုံး sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဆိုတော့မော်ဇန်နိုင်ငံ င်မှာကအကြောင်းက public နဲ့ private ဆိုပြီးတော့မှနှမျိုးရှိပါတယ်။ public ကတော့ private ထက်စီးလေးနည်းနည်းပိုများတယ်ပေါ့နော်။ private နဲ့ပတ်သက်ပြီးတော့အရင်ဆုံး sharing လေးလုပ်ပြတာပါမယ်ရှင်။ private မှာကကြတော့မတို့ bachelor level ပဲတက်ဆိုလို့ရှိရင်ပေါ့တစ်နှစ်ကို euro 6000 6000ရောင်းချင်မှကြာနေပါတယ်။ school ရဲ့အကြောင်းပေါ်မှာတော့မူတည်ရေပေါ့နော်။နောက်တစ်ခုကကြတော့ school application fee တည်ပြီးလို့ရှိရင် admission fee တည်ပြီးတော့ document fee တည်က euro 1000ချင်းတော့တက်ထားဖို့လိုပါမယ်ရှင်။ အဲပြီးရင်တော့ visa process ပေါ့နော် visa process အတွက်ကကြတော့ embassy fees တွေပြီးလို့ရှိရင်ဒီ appointment fee တွေအနေနဲ့ကကြတော့ euro 200 250ဝန်းကျင်တော့ထပ်ထားဖို့လိုပါမယ်။ visa တွေပါတွေကပြီးသွားတဲ့နောက်မှာကိုက flight ticket ပေါ့နော် flight ticket ဝယ်ရမှာရှိတယ်။ flight ticket အတွက်ကတော့ euro 1000ကျိုးပြီးတော့ထပ်ထားဖို့လိုပါမယ်။ကိုဘက်ကိုရောက်သွားတဲ့အခါမှာဆိုလို့ရှိရင်ဒီ resident permit ရှောက်ရမယ်ပေါ့နော် visa အတွက် resident permit တစ်နှစ်စာကို euro 900နေပြီးတော့မှတရားမကျင်ကြာကုန်ကြနိုင်ပါလေ။နောက်တစ်ခု student ID ကရှောက်ဖို့ရှိမယ်။ student ID ကလည်း euro 25 euro ကနေပြီးတော့မှ90ဝန်းကျင် ထားကြနိုင်လေဆိုတော့ဒီနှစ်ခုကိုယူရို200လောက်ထွက်ထားရင်အဆင်ပြေပါတယ် ်နောက်တစ်ခုကကြတော့ဆက်တောက်ဆေးပေါ့နော်ဆက်တောက်ဆေးကကြတော့အမားတို့ကအိမ်မှာချွတ်ချွတ်တတနဲ့စားမယ်ဆိုလို့ရှိရင်လည်းပဲပို့ပြီးတော့တတနိုင်နေအဲဒါမှမဟုတ်ကအပြင်ဒီပိုင်းမှာတော့စားမယ်ပိုင်းတော့ဆိုလို့ရှိရင်လည်းပို့ပြီးတော့ပုံချနိုင်နေပေါ့နော်ဒါလေးကတော့အမားတို့ယူ150ရာနေပြီးတော့မသုံးမချောက်ကိုဟိုကျနိုင်နေပေါ့နော်ဆိုတော့အမယူ300ရာနေပဲတွတ်ထားပေးလိုက်မယ်အဲဒီမှာဆိုလို့ရှိရင်တော့ပုံကွက်မှာရခါစားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဒီ electricity bill တို့ပြီးလို့ရှိရင် internet bill တို့အဲ့ဒီအတွက်တွေလည်းကိုကပေးဖို့ရှိတယ်ဆိုတော့လေအဲပြီးလို့ရှိရင်မစလေးနဲ့ expense ပေါ့နော်ဒီကိုယ့်ရဲ့တကွေးတခါရအတုံးလို့မယ်ဒီဘက်ကနေပတ်မသွားတဲ့ဟာလေးတွေဝယ်ရမှလေးရှိရေဆို ယူရို300က900ကျောက်တထားတော့အကောင်းဆုံးပါရှင့်ကျူရှင်ဖိစ်အနေနဲ့ကပတ်စလာအပြီးဆိုလို့ရှိရင်ဘယ်လောက်ရှိနိုင်လဲဆိုလို့ရှိရင်တော့ပတ်စလာကတနည်းကိုယူရို6500ဖြစ်တဲ့အတွက်ကြောင့်မိုးသုံးနေစားဆိုလို့ရှိရင်ယူရို900ဝင်ချင်ကြပါမယ်ရှင်နောက်ဆုံးတစ်ခုအနေနဲ့ကျတော့ဒီ accommodation fees ပေါ့နော် accommodation fees တွေကကျတော့ယူရို400ကနေပြီးတော့မှ800ဝန်းကျင်အထိရှိပါတယ်ဒါပေမဲ့ဘယ်မှာပဲနေနေမှာတော့တစ်လစာ deposit ချိုးပေးရမယ်တစ်လစာ advance ပေးရမယ်ဆိုတော့အမားတို့နှစ်လစာတော့ဖြစ်သွားမယ်ပေါ့နော်ဆိုတော့သူကိုပို့ပို့လို့လို့အနေနဲ့ယူရို1000လောက်တော့ချိုးထားရမယ်ပေါ့နော် အဲဆိုတော့ဒီဟာလေးအကုန်လုံးပါတယ်ဆိုလို့ရှိရင်เนาะအလုံးမှာယူရို1500 1100ဝန်းကျင်ပေါ့နော်ဆိုတော့ကုဘကိုက်နေပြောပူပူလူလူဖြစ်မယ်အဲပူလာကြတော့တိတ်ကိစ္စမရှိတော့လေပူလာကိစ္စပြလို့နေလို့ရှိရင်ကကြတော့ဟိုမှာဖြစ်ဘူးဆိုတော့ယူရို1200ဝန်းကျင်တော့ကုဘကိုက်နေစောင်းထားရင်တော့အဆင်ပြေပါမယ်အဲယူရို1200ဆိုလို့ရှိရင်မြန်မာငွေနဲ့ဆိုရင်1500 90 600ဝန်းကျင်ပေါ့နော် ရှိလိမှာဆိုလို့ရှိရင်တော့ဒီ private မှာတမဲတောင်းတောင်းတူတီအတွက်ပေါ့နော်ဒီကနေစောက်တော့ကျမကုန်ကြနိုင်မယ်ကုန်ကြစိတ်လေးနဲ့ပတ်သက်ပြီးတော့ပြပြပေးကြတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့အချိန်လဲကိုကအများကြီးမပေးနိုင်ဘူးចောင်းဘူးတွေလည်းအများကြီးမတက်နိုင်ဘူးဆိုတော့ចောင်းသားចောင်းတူတီအနေနဲ့ကကြတော့ဒီ first key ရ trap program အနေနဲ့ပေါ့နော်ကိုက level 5 diploma တစ်နှစ်တက်ပြီးတော့ငါဒီအလုပ်လုပ်လို့ရတယ်အဲဒီ program တွေလည်းရှိပါတယ်ဒါလေးနဲ့ပတ်သက်ပြီးတော့သိသိသိချင်းနေဆိုလို့ရှိရင်လည်း page messenger မှာလည်းစုံစမ်းလို့ရတယ်လို့ app server ကျော် office တွေမှာလည်းဝင်ရောက်ကြိုင်းလို့ရပါတယ်